္ဂလာပါမင်္ဂလာပါอืมကျွန်တော်နာမည်ကတော့ဒါသူလို့ခေါ်ပါတယ်ညီမနာမည်ကတော့ Catherine Cat ဖြစ်ပါတယ်အညီမတို့ကတော့ team A ပေါ့เนาะအညီမတို့ပြိုင်မဲ့ team B ကကြတော့ pain type ဆိုးနဲ့တည်ငြိမ်လေးဖြစ်ပါတယ်ရှင့်အဲတချင်းတိုက်တာတော့တချင်းကအရင်တော့ကလည်းနည်းနည်းဟိုရင်းနှီးပြီးသားတချင်းလည်းကြရတယ်ဆိုတော့လေဟို အရန်ခက်ခဲတော့မရှိဘူးဒါပေမဲ့ကို့အတန်ကာလာလေးကိုဘယ်လိုဆိုမလဲဆိုတာမျိုးလေးပဲဒီရောက်မှအဲ music arrangement လုပ်တဲ့ keyboard ဆရာနဲ့ပေါ့နော်ကျွန်တော်တို့အတိအချာလေးပြန်ကြည့်ခဲ့ပါတယ်ရှင်အာမဲနိုင်ပြီးတိုင်ဘက်ထွက်လာတဲ့ချိန်မှာကျတော့အာဒီအယောက်၄၀ထဲမှာအားလုံးကကောင်းတဲ့သူတွေပဲပေါ့နော်ကောင်းတဲ့သူတွေပဲဆိုတော့စိတ်ပေါ့ွားမျိုးမျိုးမရှိဘူးအဲဆိုးတော့ဆိုးရင်လည်းဘာလို့လဲဆိုတော့အားလုံးကအတန်ကာလာလာတယ်ပြီးတော့ဟိုဘက်ကမောင်လေးရဲ့ညီမလေးရဲ့အတန်ကလည်းခါလာအရန်လာပြီးတော့တော်တဲ့သူတွေပဲဆိုတော့ အပိုစူးစားရမယ်လို့ပဲစိတ်ထဲမှာအလိုခံစားရရပေါ့နော်သူတို့အရင်ကောင်းကြပါတယ်ဒါပေမဲ့ကျွန်တော်တို့လည်း I want to try my best ကျွန်တော်တို့နှစ်ယောက်အတွဲအနေချက်တော့အစတာမြင့်ချင်းတလူလိုအဲ့လိုအဲ့လိုမျိုးရှိတယ်ဒါအတန်အတန်ပတ်မှာတော့အဆင်ပြေပါတယ်သူလည်း ကျတဲ့မင်းခဲကတချင်းဆိုတာအရင်တော်တယ်ပြီးတော့အတန်လဲခါလာကျွန်တော်အရင်ချိုက်တယ်ဟုတ်ကျွန်တော်အတန်တော့အချိန်ဆုံးပါအဲ့ဒါတော့ဟိုဘက်တိုင်ဘွဲပြိုင်ဘဲရဲ့အားတချက်အားတချက်အနေချက်ကကြတော့အခုနကိုတာတော့ပြောလို့ပဲပေါ့နော်စာသားကတော့အလုံးပြန်ကျက်ရတယ်ဆိုတော့စာသားခက်ခဲလေးတော့စစပိုင်းမှာတော့တချင်းတိုက်တဲ့ချိန်မှာအားနည်းချက်ရှိကြတယ်ပေါ့နော်အတန်ကာလာကတော့ဟိုကိုပိုင်အတန်ကာလာကိုပုံစံနဲ့ကိုဆိုတော့ ်ပရိတ်သတ်ကဘယ်လိုမျိုးပုံစံပိုကြိုက်လဲဆိုတာမျိုးတော့ကျွန်တော်နောက်မှတည်ရမှာပေါ့နော်ဒါပေမဲ့နှစ်ဖက်လုံးက group နှစ်ခုလုံးကအရန်တော်ပြီးအရန်ကောင်းကြပါလိမ့်ရှင်မင်္ဂလာပါရှင်ညီမနာမည်ကတော့ဒီငင်လေးပါကျွန်တော်နာမည်ကတော့ဟင်းတိုက်ဆိုပါဟုတ်ညီမတို့ကတော့ team B ကပေါ့နော်ဟိုမဲနိုင်ပြီးတော့ကြားတဲ့တခြင်းကတော့တွဲလက်များလို့ညီရပါတယ်ကျွန်တော်နဲ့တူလို့ရှင်းပြရမယ်အဖွဲ့ကတော့ ကူတာတို့နဲ့အကူတာတို့နဲ့မတ်ကက်ထရင်းခက်ပေါ့နော်ဒီမတို့ရဲ့တွဲဘက်ကတော့ဟုတ်ဒီနေ့အတချင်းတိုက်တဲ့အခါ music arrangement လုပ်တဲ့အခါဒီမှာအခက်အခဲရှိလားဆိုရင်တော့ညီမတို့ဆဆဆုံတော့ကတော့တော်တော်အခက်အခဲရှိပါဘာလို့ဆိုတော့သူကပေါ့နော်မောင်လေးကဟိုဟာမဖြစ်ဘူးတချင်းကိုသူကလုံးဝမကြားဘူးအစ်စ်ပေါ့နော်သူတို့ကသူတို့ကလုံးဝအစ်စ်ဆိုတော့ညီမတို့အဲ့ဒါတော့နည်းနည်းညှိရတယ်ပေါ့ဒါပေမဲ့ key ကတော့အဆင်ပြေတယ် original key နဲ့ပဲသူကလည်းစုံနိုင်တယ်ညီမကလည်းစုံနိုင်တယ် တိုင်မဲ့အတင်းကိုတိလိုက်ရချင်မှာမမကတော့အဲ့လိုမျိုးသူတို့စနေတော့ဖြစ်ပေါ်တာတိုင်မှာအမေသူတို့ကိုတွေ့ရချင်မှာကျွန်တော်ကပျော်ရဲခံစားချက်တောင်ဖြစ်မိရတော့ဘယ်လိုလဲဆိုတော့ကျွန်တော်အမှသူတို့ဖွဲ့ပါလို့ကြည့်လိုက်ရချင်မှာသူတို့ကပြန်ပြုံးပြရပေါ့နော်ပြုံးပြကျွန်တော်ကလည်းပြုံးပြရဘယ်လိုပြရမလဲအဲ့လိုမျိုးရင်းနှီးရဲ့သဘောပေါ့အဲ့လိုခံစားချက်တော့ရလိုက်တယ်အဲ့လိုမျိုးသူတို့ကကြတော့ဘယ်လိုပြောရမလဲအားနေချက်အားသာချက်ဆိုအတန်ပိုင်းမှာညီမထင်တာကတော့ရမ်းပေါ့နော်တွေ့ပက်ညီတယ်လို့ထင်တယ် အတွဲညီတယ်ပေါ့သူတို့ရဲ့အားသာချက်ကကြတော့အားနေချက်ဆိုရင်တော့အကိုကအစမှသူတို့ကနင်တချင်းကိုလုံးဝတချင်းနဲ့စဝင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့အစမှရိုင်သွားမှာဗာညာအစအကိုကရိုင်တက်တယ်ကြည်နေအဲ့လိုမျိုးအဲ့လိုမျိုးကတော့ရိုင်သွားရင်တော့သူတို့အားနေချက်ဖြစ်သွားမှာအဲ့ဒါကတော့ဒါပေမဲ့သူတို့ကောင်းကောင်းမွန်မွန်ဝင်နိုင်လို့ရှိရင်တော့ဒါကသူတို့အတွက်အားသာချက်ပဲအေးစီပဲကျွန်တော်တော့ဘာမှသိမရှိပါဘူးညီမတို့အားနေချက်ကကြတော့ဗာလဲဆိုတော့ဟိုကီးပေါ့နော်ဆက်တိုက်တဲ့အချိန်မှာနော် တယောက်နဲ့တယောက်နဲ့အဲ့လိုညှိလို့မရတိုင်းနောက်ပြီးအခက်အခဲဆုံးကတော့စာသားကိုကောပြန်ခေါ်နေရအဲ့လိုအချိန်မှာဘယ်လိုဖြစ်လဲဆိုတော့မူပြောက်တယ်နည်းနည်းပေါ့နော်စာသားအရှိမဘာလာမှလည်းအဲ့လိုဖြစ်တဲ့အချိန်မှာအဲ့ဒါကြီးအားနေချက်ဖြစ်နေမူတေချာမထက်နိုင်ဘူးအရှိကစာသားကိုစဉ်းစားနေအဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒါကတော့ညီမတွေအားနေချက်ပေါ့နော်နောက်နောက်ပိုင်းတချင်းတိုင်နဲ့အဆင်ပြေသွားတာကတော့အကုန်လုံး A စီစီပါပဲ